ဗဟန်းမြို့နယ်ရွှေကုံရိပ်မုံအင်အားလမ်းတွယ်၃လမ်းအတွင်းမှာရှိတဲ့တိုက်ခန်းတကံမှာတအိုးရဲနေထိုင်နေတဲ့အသက်40ကျော်အရွယ်ရှိတဲ့ tourist guide အမျိုးသားတို့မှနေရင်တိုက်ခန်းအတွင်းလက်ပြန်ကျူးတုပ်ပြီးအသက်ခံရမှုဖြစ်ပွားခဲ့တယ်လို့နိုဝင်ဘာလ18ရက်နေ့ကသိရပါဗျာ။ အဲ့ဒီတက်ခံရမှုဖြစ်စဉ်ကိုဗဟန်းမြို့နယ်ကိုမင်းကိုချင်းရက်ကရွှေကုံရိတ်မုံအင်ယာလန်းသွယ်တုံးမာနေထိုင်တဲ့တည်ဆုံးသူရဲ့နေမှာအင်ကူလောက်ကိုင်းတဲ့အသက်ကြီးပိုင်းအမျိုးသမီးနှုံမှာနွေမလာ၁၈ရက်နေ့မနက်၈နာရီအချိန်ဝန်းကျင်ကတိုက်ခန်းသူလောက်အချိန်မှာပဲကိုရအောင်ကိုသူ့ရဲ့အိတ်ခမ်းအတွင်မှာမောင်းလျက်အနေထားနဲ့အသက်ခံထားရတာကိုတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီလူသားမှုဖြစ်စဉ်ဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီးအသက်ခံခဲ့ရတဲ့အမျိုးသားမှာသူ့ရဲ့နေအိမ်ခန်းအတွင်းမှာမှောက်လျက်အနေထားနဲ့လက်ပြန်ကျိုးတုတ်ခံပြီးလေဘေးနဲ့မျက်နှာတို့မှာညိုမဲတံရရို့ရရှိခဲ့ကြောင်းနဲ့ကျွလွန်သူကိုဖမ်းဆီးရမိဖို့အတွက်ရဲတပ်ဖွဲ့မှဆောင်ရွက်လျက်ရှိတယ်လို့ဗဟန်းမြို့မှာရဲစခန်းမှာစခန်းမှုတူရဲမှုအေးမင်းသိန်းကပြောပါရယ်ရဲတပ်ဖွဲ့မှတန်းနေအရာသေဆုံးသူမှာသူ့ရဲ့အိမ်ခန်းအတွင်းမှာရှိတဲ့ဆိုဖာပေါ်မှာမှောက်လျက်အနေထားနဲ့သေဆုံးနေပြီးလေဘေးမှာပစိုးအနီကွက်နဲ့တင်းကျပ်စွာခြိထားခံရကြောင်း မျက်နှာညှိုးမဲ့တံရနှာခမ်းပူးရောင်တံရတွေတွေ့ရှိရကြောင်းသိရပါဗယ်အဆိုပါလူသတ်မှုဖြစ်စဉ်ကိုပထမဆုံးတွေ့ရှိခဲ့တဲ့အသက်ခံရသူရဲ့နေမှာအင်ကူလောက်ကင်နေတဲ့အမျိုးသမီးကသူမြင်တွေ့ခဲ့ရတဲ့အခြေအနေကိုအခုလိုပဲပြောပါဗယ်အင်းလေးအမေတို့ကစကားဖွင့်နေလေဟုတ်ကဲ့ဖွင့်ပြီးအထဲဝင်သွားဝင်သွားတော့နာဘွေးဝင်သွားတယ်ဝင်သွားတော့ဟင်းချက်ထုတ်လေးထားလိုက်တော့ထိုင်းပြန်တွေ့လာဟဲ့တကားဖွင့်နေတော့မှကြည့်ပါဦးတို့ကြည့်လိုက်တော့မှ ။ကာယာပြေတာကြောက်တယ်ကြောက်တယ်ဆိုတော့ပြန်ထွက်လာတင်းခေါ်လိုက်တာ။ငါတို့ကဟာလေ15ရက်တခါလာသူကခေါ်တယ်။ဘယ်လိုအပ်တယ်လဲ။ငါမီးဥတိုက်ပြီးတယ်သူကသမင်းချက်ပြီး။သူကအတင်းစားတိတ်ဝင်သူနဲ့လုပ်တာနဲ့20ဆက်လာဆန်းဟုတ်တယ်။သဘောကောင်းလား။ညာညာဘောရပါအေးစေးတခါညမကြုံတခါတန်သူကလုတ်သွားတယ်ငါတို့ချက်ပြုတ်ဘူးပြန်လာတယ်ငါတို့ပြန်တယ်အသက်က40ကျော်ဒီမှာနေနေ3နှစ်တော့ရှိမယ် ဖြစ်မယ်ထင်တာကတော့ကျွန်တော်တို့မင်းကမီးပြက်သွားတယ်လေမီးက9နိုင်ခွဲလောက်ခင်ပြက်သွားတော့ညာဘက်အဲ့စနစ်တနိုင်ခွဲလောက်ဝင်နေမထင်တာဘူးအဲ့ဒါကျတော့မင်းကမသိရဟုတ်ကဲ့မင်းကမအဲကြာတယ်ဒါလည်းမင်းကမရောက်ဘူးခင်ကဝါတော့မရောက်တယ်ရှင်းနိုင်အောင်ဟုတ်ကဲ့အဲ့လိုတော့အတိအကျရတော့တော့မသိဘူးခင်ဗျာဒီဘက်ကို3 4 5ရဲ့အဲ့လိုမျိုးတော့တွေ့တွေ့တယ်လို့ညမဆိုရင်အဲ့မင်းရကတော့မသိလိုက်ဘူးအရင်ရက်တွေကတော့သူ9နာရီ6နာရီအဲ့လိုဝင်းကျင်တော့ပြန်လာတာ ။ဝင်းမူရှင်เนี่ยကောင်းပါလေ။သိသေးတာပေါ့။သိသေးပါလေပုံမှန်ပါလေ။ဟုတ်။အဲ့လိုမျိုးကြီးစိုးတန်းနိုင်ပိုင်းတော့မရှိဘူး။လူသားလူသားကအဲ့လိုည9နာရီလောက်ဆိုရင်တော့နည်းနည်းအေးပါလေ။ချဲပါလေ။ဒီမှာကျတော့အဲ့လိုမျိုးပေါ့။တိုက်ခန်းဖြစ်တဲ့ပုံမျိုးအိမ်ငားတွေပိုင်းတော့များပါ။ ပဝန်းကျင်မှာနေထိုင်သူတွေရဲ့ပြောပြချက်အရအသက်ခံခဲ့ရတဲ့အမျိုးသားဟာအဆိုပါတိုက်ခန်းမှာနေထိုင်တာနှစ်နှစ်ခန့်ရှိပြီးဖြစ်ပြီးတယောက်တည်းနေထိုင်ကြောင်းသိရပါဗျ။ဒါပြင်သူဟာ tourist guide လို့လုပ်ကိုင်နေတဲ့အတွက်ကြောင့်ခရီးသွားတဲ့အချိန်များပြီးပဝန်းကျင်နဲ့လည်းအဆင်ပြေသူဖြစ်ကအနေထိုင်အေးဆေးသူဖြစ်တယ်လို့သိရပါဗျ။ ဒါအပြင်အသက်ခံခဲ့ရတဲ့အမျိုးသားဟာခရီးသွားခြင်းမရှိပါကအိမ်ကို6နာရီဝန်းကျင်မှာပြန်လာတတ်ကြောင်းတခါတရံတငယ်ချင်းတွေနဲ့အတူတွေ့ရတတ်တယ်လို့သိရပါဗျ။အဆိုပါလူသားမှုဖြစ်စဉ်ကိုမတွေ့ရှိမီနိုဝင်ဘာလ18ရက်နေ့ကအဆိုပါအင်အားရပ်ကွက်မှာမိညာပြက်နေကြောင်းပုံဝင်ကျင်နေထိုင်သူတွေစီကသိရပါဗျ။အဲ့ဒီအသက်ခံခဲ့ရတဲ့အမျိုးသားရဲ့နေထိုင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီးပုံဝင်ကျင်မှာနေထိုင်သူတဦးကလည်းအခုလိုပြောပြပါဗျ။လုံးဝသိတာမသိဘူးပို့ခမ်းမန်းတော့မသိဘူး။သူကရုပ်ရုပ်တက်တော့ဩဘယ်ခံဘာလို့လဲသူကအဲမှာအမြဲခရီးထွက်နေတယ်။ တတ်နေဆိုသူဒီချိန်ပြန်ရောက်မှမထင်ဘူး။ဒါပေမဲ့သူကရောက်လာရင်လည်းမမတို့မသိရဘူး။ညမှရောက်လာရင်။နောက်နေ့မနေ့ပန်းနေပါထောင်းမှာသူခီးရပြန်လာရင်ဆိုသိတယ်။အခုမှစာပြန်ချုပ်တာတလားပဲရှိတယ်။မရှိဘူးမရှိဘူးတယောက်တည်းနေတာ။သူကမမပြောရဲသူ့ကိုတယောက်တည်းနေရင်ဘေးလူပေါ်တင်ပြီးမယ်။ဟိုဘူးပွဲစားရတဲ့လူချင်းတော့ပြသူကလို့မထားချင်ဘူးလေ။သူကအမြဲခီးထွက်တော့မီးကြောက်ဘူး။ဘယ်သူမှမထားဘူး။သူတယောက်တည်းပဲနေချင်တယ်။ ။နောက်သူဆိုင်ချုပ်ငွေစုရောမှာဟာငွေလိုလဲဆိုနောက်တစ်လလောက်မှလာပြောတာအမရေးချုပ်ပြတယ်မချုပ်ပြဘူးအဲ့လိုမှပဲသူနဲ့ကနေတွေ့တွေ့ပြ။ဒါပေမဲ့လိုလမ်းပေါ်ပြင်လာရဲဆိုလမ်းကြီးပြသွားရဲပေါ့တလောက်ပဲပေါ့သူ။ဟာဟုတ်ကဲ့။သူကနေအန်ဒီရောမှာတော့တက်ကိုမကြည့်တော့ဘူးဘာလို့လဲဆိုတော့သူကရုပ်ချစ်တဲ့လူလည်းမကြည့်ဘူးခါကလည်းမြဲတဲ့တန်တယ်ဆိုစီးစရာလည်းမလိုဘူးဆိုပြီးတော့အဲ့လိုထားလာ။အော်မနားစိတ်တော်မူအောင်ပြီးတော့သူစဉ်းစားပုံမှန်တူပဲဈေးရောင်းဝယ်သမားကြီးတွေလည်းလဲပါလေလဲပါလေအနည်းဆိုရင်တော့လူပါရဲပေါ့ကွာအဲ့လိုပေါ့ ။နောက်ပြီးညလည်းမြည်ပြက်တယ်။ည9နာရီလောက်ပဲပြက်တာ3ခွဲစီ။မြည်ပြက်။သူ့ကိုမနေရဘူးတွေ့ရသေးတယ်။မရှိဘူး။သူကမမကိုစားချက်ဝါတာ၁၀ရက်နေ့9နာရီ၁၀ရက်နေ့ကချုပ်ပြီးကမမကသူလည်းမတွေ့ဘူး။ဟုတ်ဟုတ်။ခီးသွားမယ်လို့ပဲသူပြောသွားတာ။ခီးသွားမှာမလို့ချုပ်တော့မယ်တဲ့မရေးတဲ့။ပြန်လာရင်နောက်ကြမှာဆိုလို့ပြောပြီးလာချုပ်သွားတာ။ဟုတ်။သူကပါဆိုဒီရောက်ကနဲ့အဆက်ဆက်မရှိဘူး။လူတွေရရှိရင်လူတွေပန်းဝင်တယ်။ပြားပန်းကဒါမှမဟုတ်တပည့်အပြတ်တားလုပ်တယ်လို့သဘောရောက်ကောင်းတယ်။ အေးရမရမ်းတကယ်ပြောနေချင်းငားမိပါတယ်အဲ့လိုသဘောကောင်းသဘောကောင်းတဲ့ပြင်ဟာလူကလည်းတန့်တယ်အခက်ကလည်းတန့်တယ်ဘာလို့ပြောတာအဲ့လိုမျိုးခုနကဘဘွားကြီးမြောက်ဆိုသူကအမြဲတမ်းခေါ်ခိုင်းတာသူကသူသူခီးပြန်လာမယ်ဆိုပုံစံတယ်သူတို့တော့ပေးထားရလားချင်ဒီတာဆောင်ဆိုသူတို့ဘာလဲအဲ့လိုမျိုးဆိုလူလူကလုံးဝပြောစရာမလိုဘူးဘောလို့အဲ့ဒီလူတမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးဗဟန်းမြို့မှာရဲစခန်းမှာပ349မြင်းဆောင်2016ရာစသက်ကြီးပုံမှ300နှစ်နဲ့အမှုဖွင့်ထားပြီးကျူးလွန်သူကိုဖမ်းဆီးရမည်အတွက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။ ရန်ကုန်တိုင်းဒေသကြီးတွေမှာ2016ခုနှစ်ဇန်နဝါရီလမှအော်တိုဝါလကုန်အထိဆယ်လတာအတွင်းလူသတ်မှု130ကျော်ဖြစ်ပွားခဲ့ပြီးအဆိုပါအမှုတွေအနက်မင်္ဂလာတုံလေးလောင်းပြန်လူသတ်မှုဖြစ်စဉ်အပါအဝင်ဖြစ်စဉ်အချို့ရဲ့ကျွလွန်သူတရားခဏ်တွေကိုရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျာ။